အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့မောင်မိုင်းညူချောင်းဦးရေးသားတဲ့ဇလုံးထဲမှာဖြစ်အဆန်းဆိုတဲ့ဇလန်းလေးကို တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါအောင်ခင်ဗျာလွန်ခဲ့တဲ့2016မေလဒုတိယအပတ်ကစာရေးသူစီကို စာဖတ်ပရိသတ်တူ ဖုံးဆက်လာပါတယ်ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ထူးထူးဆန်းဆန်းတည့်ရဲ့စွဲခံရတဲ့ဖြစ်ရတခုကို ပြောပြခြင်းလဲလို့ဆိုပါတယ်။ဖုံးစဲပြင်းအောင်သုံးရကြမှာစားရည်သူတွားရောက်တွေ့ဆုံခဲ့ပါတယ်။သူနေတာကကံဖဲ့ဘူတာယုံရဲ့အရှိဘက်ကရက်ွယ်တစ်ခုမှဖြတ်ပါတယ်။သူပြောပြတဲ့တရေဆွဲခံရသူ ဖြစ်စဉ်က အခြားအခြားသောတရေဆွဲခံရတဲ့ဖြစ်စဉ်တွေနဲ့မတူပါဘူး။ဒါကြောင့်လဲစမ်းကြည့်တဲ့အဖြစ်ပြက်တစ်ခုပါ။အချိန်ကာလက1969ခုနှစ်ခန့်ကဖြစ်ပါတယ်။ အခင်ဖြစ်ပွားတဲ့နေရာကတော့အေယာဝတီတိုင်းဇလုံမြို့နယ်အုတ်ချေကွင်းတိုင်းနယ်ကို့စိန်ကြီးပါအုပ်စုတဲ့ကအမည်မဖော်လို့တဲ့ကြီးရွာကလေးတစ်ခုမှပဲလို့ဆိုကြပါစို့အဲ့ဒီကာလာတုန်းကအေယာဝတီတိုင်းတတိုင်းလုံးမှာလက်နဲ့ကရင်တောင်းကျမှုတွေခြုံငိမ့်သလောက်ရှိနေပါပြီဒါပေမဲ့လုံးဝအမြင့်ပြက်ပြီလို့တော့မဆိုနိုင်သေးပါဘူးဒါကြောင့်တပ်မတော်နဲ့ပြည်သူအလုံးပူပေါင်းပါဝင်တဲ့တောင်းကျမ်းသူကင်းစင်ရည် စီမံချက်တွေလှုပ်ဆောင်ရရရှိပါတယ်။မြို့တိုင်းရွာတိုင်းလိုအပ်တဲ့နေရာတိုင်းမှာလုံခြုံရေးလက်စင်ကင်းတွေဆောက်လုပ်ထားတယ်။ရွာသားတွေအလှဲကြကင်းဆောင်ကြရတယ်။ထူးထူးခြားခြားဖြစ်စဉ်တစ်ခုခုဖြစ်ပေါ်တာနဲ့တိတဲ့ကင်းတဲ့ကအလန့်အချက်ပေးဝါကလက်တဲ့ခေါရတယ်။ကင်းတဲ့တဲ့ကအလန့်ကလက်တဲ့ခေါထားနဲ့အရက်ချင်းမျက်နှာမှာရှိတဲ့ကင်းတဲ့တွေအားလုံးကလည်းအလန့်ကလက်တဲ့တွေဝိုင်းခေါကြမယ်။ ပဝင်းခြင်းကိုသတိထားစောင့်ကြည့်နေမယ်ဒီလိုအချိန်မှာလက်စင်ကင်းတွေကိုအနိကပ်ပြီးကြီးကျယ်ကွက်ကဲနေတဲ့တက်မတော်တက်စုတက်စိတ်တွေရဲတပ်ဖွဲ့ဝင်တွေအ мян ရောက်လာမယ်အခင်းဖြစ်တဲ့နေရာကိုပိတ်ဆို့ချဖွေရှင်းလိမ့်မယ်ဒီလိုနဲ့တောင်းကျမ်းသူတွေနေစရာမရှိအောင်အမျက်ပြတ်ချုံငိမ့်အောင်လှုပ်ဆောင်နေကြတာ ဖြစ်တယ်ဇွန်လရဲ့ညနေခင်းတစ်ခုမှာမောင်လှတင်လက်စင်ကင်းဆောင်မှုအင်းကထွက်လာခဲ့တယ် ဒီနေ့ညာသူတို့အိမ်ကင်းဆောင်မှုအလဲကြတယ်လို့ကင်းမှုလုပ်တဲ့လူက လာပြောသွားတယ်။ပြီးတော့နောက်တနေ့ကလည်းမောင်လှတင်ကျောင်းပိတ်တဲ့ရက်ဖြစ်တယ်။မိဘတွေကကိုရန်ကျောင်းသားမောင်လှတင်ကိုကင်းမဆောင်ခိုင်းဘူး။စားပဲဖတ်စေခြင်းနဲ့ဖခင်ကြီးနဲနဲမမာတာနဲ့ကျောင်းပိတ်ရက်နဲ့စုံလို့သာမောင်လှတင်ကိုတညကင်းဆောင်ခိုင်းတာဖြစ်တယ်။ကင်းကနေရောညာရောစောင်းရတာညနေ6နာရီလောက် မောင်နှတဲ့တို့အဖွဲသက်၃ယောက်ကင်းတဲ့ကိုရောက်လာတယ်။သူတို့ရောက်မှ မနေ့ကတည်းကစောင်းကြရတယ်။ကင်းသမအဟောင်းတွေအိမ်ပြန်ကြရတယ်။မိုးလေကတဖွဲဝဲရွာနေတယ်။မိုးဥစောစောကြတဲ့နှစ်ဖြစ်လို့လဲခွင့်အချို့မှာညကပလာခင်းထားတဲ့အတိုင်ပြိုးပင်တွေစိမ်းများနေတယ်။မောင်နှတဲ့တို့၃ယောက်ဝါကင်းတဲ့ဘော်ထိုင်းရင်စကားအဆမီပြောဆိုနေကြတယ်။သူတို့ကင်းတဲ့ကကိုစိန်ရွာဦး ပြင်းညာလပွေချောင်းကပထိတ်မှရှိတာကြောင့်ချွေးချောင်းငားအိမ်တန်အရှိဇင်းပုံကုန်ကငင်းခွင်မုတ်ထောနဲ့တပြေးလှရွာတွေကိုစီးမြင်နေရတယ်။နေလုံးကြီးကလင်းရောင်တွေကိုတစားစီတစားစီဆွဲယူရုပ်သိမ်းသွားချိန်မှာအမောင်ထုကတဖြည်းဖြည်းတိုးဝင်လို့နေတယ်။ညာအမောင်တဲမှာရွာတွေစီကတလက်လက်မီးရောင်လေးတွေကိုမြင်နေရတယ်။ချောင်းထဲမှာရေဆက်ဆက်ရောင်းနေလို့ဖားတွေပျော်နေကြဟန်တူရဲ့ အုံအင်းအုံအင်းအတန်းနေတက်တက်တက်ဆိုတဲ့ဖားလက်တဲ့အော်တန်းနေရောထွေစူးညာလို့နေတယ်လေးပြေကလေကွင်းပြင်းတွေကိုဖျက်တမ်းပြီးမောင်လာတင်ရင်ကွင်းနဲ့တိုးဝေလာတယ်မုံငွေပါတဲ့လေးပြေကြောင့်မောင်လာတင်စိတ်တိဖိပြီးထားသွားတယ်ဟာအေးတယ်ဟာမောင်လာတင်မိခိုက်တုံပြရင်စောင်းကိုဆွဲယူရှုံတယ်ကင်းတဲ့ဘော်လဲလျောင်းလိုက်တယ်သူတို့ကင်းဆောင်ရမယ့်အချိန်ကညနေပိုင်းဖြစ်လို့ စိုးစိုးပိုင်းမှာအိတ်ဖို့ကြမ်းလိုက်တာလဲဖြစ်တယ်။ဒါပေမဲ့သူ့အိတ်ဖို့အခွင့်မသားလိုက်ဘူး။ချောင်းတစ်ဘက်ကငါကြားရတဲ့အလန့်အချက်ပေးကလစ်တဲ့ခေါက်တန်းကြောင့်ချစ်ချင်းခေါင်းထောင်ပြီးလူးလေထားလိုက်ကြတယ်။သူတို့တဲကလည်းဝါကလစ်တဲ့ကိုတထောက်တောင်မြည်အောင်အစစ်မပြတ်ခေါက်လိုက်တယ်။တစ်ချိန်တည်းမှာပဲဟိုးကဒီက အနည်းရဲ့အဝေးကအရက်ချင်းမျက်နှာအနှံ့စီက ကလစ်တဲ့ခေါက်တန်းနေစူညံပေါ်လို့ရိုက်အောင်ထွက်ပေါ်လာတယ်။ သူမြကင်းတဲ့ကခေါလို့တာလိုက်ခေါက်နေရတယ်။ဘာဖြစ်လို့ခေါမှန်းမောင်လှတဲ့တို့ မသိကြဘူး။အခြားကင်းတဲ့တွေလည်းချက်ချင်းကြီးတော့သိကြအောင်မှမဟုတ်ဘူး။မောင်လှတဲ့ကလစ်တဲ့စားခေါက်တဲ့ချောင်းတစ်ဖက်ကအမောင်တဲ့ကိုစိုက်ကြည့်စုံစမ်းနေမိတယ်။ဓမ္မီရောင်တွေတဝင်းဝင်းနဲ့လူအုပ်စုတစုရဲ့လှုပ်လှုပ်ရှားရှားတွားတွားလာလာလုံနေတာကို တွေ့ရတယ်။တဦးကိုတဦးတယောက်တစ်ပေါက်အိုဟဲ့နေကြတယ်။အသံတွေကလည်းစူးညံနေတယ်။ ။စူညံသားနေက လေနဲ့အတူပါလာပြီးကြဲကြဲလောင်လောင်ကြားလိုက်။လေလွင့်ရာပါသွားပြီးဝေးကွာသွားလိုက်နဲ့ထင်းထင်းချာချာမကြားရဘူး။ဘာဖြစ်တာလဲ။သွားကြည့်ကြရအောင်။မောင်လားတင်းကကင်းအတူတူကြားတဲ့လူတွေကိုပြောလိုက်တယ်။ချောင်းကပေး20လောက်ပဲကျဲတယ်။ရေကလည်းခက်ဆက်ဆက်ချင်းမျက်စိတောင်မမြုပ်သေးဘူး။နောက်ပြီးသူတို့ကောစိမ့်နဲ့တဖက်ကန်းရွာကတရွာတဲ့လူ နေကြသူတွေတယောက်နဲ့တယောက် ဆွေမျိုးတွေလိုခင်းမင်းနေကြတာကြောင့်စိုးရင်စရာဘာမှမရှိဘူးဒါကြောင့်လည်းသွားကြည့်ကြဖို့မောင်လှတင်က ပြောလိုက်တာဖြစ်တယ်သူပြောတာကိုကျန်တဲ့ကိန်းသမားတွေကလည်းလက်ခံကြတယ်ဒါနဲ့ပဲသူတို့၃ယောက်စလုံးချောင်းကိုဖြတ်ပြီးတစ်ဖက်ကငါရွာစီထွက်ခဲ့ကြတယ်ဓမ္မရောင်တဝင်းဝင်းနဲ့လူအုပ်ရှိရာကိုသွားလိုက်တယ်မေးမြန်းစုံစမ်းကြည့်တယ်ဒီတော့မှလူတစ်ယောက်ရုတ်တရက်ဆိုသလိုပျောက်သွားလို့ ဝိုင်းဝန်ချပွေနေကြတယ်ဆိုတာသိကြတယ်။ပျောက်သွားတဲ့လူက မောင်ဦးဆိုတဲ့လူ အသက်20လောက်လူရွယ်ထူးခြားတာကမောင်ဦးဟာနေသေးမလားညသေးမလားစောင့်ကြည့်နေရတဲ့အဲ့ရဘောကမထနိုင်တဲ့သေတော့မဲ့လူမမတယောက်ဖြစ်နေတာပါပဲ။ตาရေမောင်ဦးရေตาမောင်ဦးငိုတန်ပါကြီးနဲ့ตาကိုအော်ဟဲ့ခေါ်နေတဲ့အတော်ကြီးတယောက်ရဲ့အတန်းကိုကြားရတယ်။ဒါရွာလေပိုင်းက ဒေါ်ကြီးမြကြီးရဲ့အတန်းဆိုတာမောင်လာတင်သေးလိုက်တယ်။သူကမုံဆိုးမာကြီးသူ့ယောက်ျားဆုံးသွားတာကြားပြီးသူ့မှာသမီးကြီးတယောက်နဲ့သားလေးတယောက်ပဲရှိတယ်။သမီးကြီးကအသက်အစိတ်လောက်ရှိပြီးသားအငယ်ကတော့မောင်လာတင်ထက်ကြီးတယ်။အသက်20လောက်ရှိနေပြီ။ဒေါ်ကြီးမြကြီးကသူ့သားကိုအော်ခေါ်နေတာဆိုတော့ပျောက်သွားတာမောင်ဦးပေါ့။အဲ့ဒီလိုမောင်လာတင် တွေးမိတယ်။ဒဇက်ထဲမှာပဲ ဘယ်လိုဖြစ်တာပါလဲဆိုတဲ့နားမလဲနိုင်မှုတွေနဲ့လဲနဝေတိန်တော်ဖြစ်သွားရတယ်။ဘာလို့လဲဆိုတော့ဒေါ်ကြီးများကြီးရဲ့သားမောင်ဦးသေကောင်းပေါင်းလဲယောဂါဖြစ်နေတယ်ဆိုတာသူသိတယ်။မောင်လားတဲ့တို့ယွာကော့စိန်နဲ့ဒေါ်ကြီးများတို့ယွာကနှစ်ယွာတယွာလိုဖြစ်နေတော့တယွာမှာအကြတာကစတယွာကသိနေတတ်တယ်။ဒေါ်ကြီးများကြီးသားမောင်ဦးနေထိုင်မကောင်းဖြစ်နေတာက6လ9လလောက်ရှိနေပြီ။နောက်ဆုံးဇလုံမြို့နယ် ဆေးရုံကတော့အစွမ်းကုန်ကုသပေးပြီးထူးခြားမလားလို့ဆိုပြီးအိမ်ပြန်သေးခွင်ပေးခဲ့တယ်။မောင်းကိုဆေးရုံကနေရွာပြန်သေးလာပြီးဟိုဆရာကောင်းတို့တို့ဒီဆရာကောင်းတို့တို့နဲ့ကုသပေးမဲ့လဲမသက်တာဘူး။ပိုးသာဆိုးလာတယ်။ရစ်ချေလာများယောဂဝေဒနာခံစားရအစာမဝင်ရေမဝင်ဖြစ်နေတာကြောင့်ပိန်လီ၆ကပ်ပြီးအယိုးနဲ့ငုံငော်ဖြစ်နေတယ်။မောင်းဦးတကူလုံးမှာခေါင်းနဲ့မျက်လုံးပဲမြင်ရတော့တယ်။ ကုသသမျှဆရာတွေကလည်းတပတ်ပဲခံတော့မယ်ပြောသူကပြောတလားထဲမပိုးတော့ဘူးပြောသူကပြောနေလက်ချော်သွားကြတယ်မောင်းဦးကူရမယ်ကဲရမယ်ဘဝနဲ့အဲ့ရတဲ့မှာပက်လက်ကလေးကြမ်းရက်ခဲ့တယ်တခုထူးကြတာက မောင်းဦးကအသက်ပြင်းနေမနဲ့သေးမလားညာသေးမလားစောင့်ကြည့်နေကြရင်စောင့်ကြည့်နေကြရင်ရက်တွေလားတွေသာပြောင်းသွားတယ်သူကတော့မသေးဘူးတချို့ကလည်းမောင်းဦးကသေးပြီးပြီး ဒါဖုတ်တဲ့ပဲရှိတော့တယ်ဖုတ်ထုတ်ရမယ်အဲ့ဒီလိုတီတိုတီတိုပြောလာကြတယ်ဒီလိုအထိဒီလောက်အထိအခြေအနေစိုးစိုးရွားရွားဖြစ်နေတဲ့လူမမမောင်းဦးပြောင်းနေတယ်ဆိုတော့မောင်းလှတဲ့နားမလည်နိုင်ဘူးဒါကြောင့်ဒေါ်ကြီးမြကြီးအနည်းကိုရောက်အောင်တိုးသွားလိုက်တယ်လေးလေးဒေါ်ကြီးမြကိုမောင်းကဘယ်လိုလုပ်ပျောက်သွားတာလဲအဲ့ဒီလိုမေးကြည့်လိုက်တယ်ဟဲ့နင်းကဘယ်သူလဲဟဲ့ဒေါ်ကြီးမြကြီးကလက်ထက်ကမယုံမြောက်ပြီး မောင်လှတင်ကိုကြိတ်တယ်။အော်ကော့စိန်ကကိုလှသားကိုဘယ်လိုဖြစ်တာလဲဆိုတာတော့မသိသေးပါဘူးသားရဲ့။မောင်လှလို့မောင်အယားဘေးမှာမိကွေကလေးထွန်းပေးနေတော့မောင်ရဲ့လေးပြက်လက်ကြီးလေးတဲ့ညောက်တက်လာတယ်။အထောကလည်းရုပ်တရေဆိုတော့လမ်းပြီးကြောင်းကြည့်နေမိတယ်။မောင်ခန္ဓာကိုယ်ကရေထဲမှာမျောနေသလိုလေးထဲမှာပြက်လက်အနေထားနေညောဝဲပြီးအိမ်အောက်အမောင်းတဲ့ရောက်သွားတယ်။ အတော်သတိရလို့လှမ်းဆွဲလိုက်သေးတယ်မမေ့ဘူးအဲ့ဒါကြောင့်လူတွေစိုးပြီးလိုက်ချာနေကြတာချောင်းတွေလည်းနှံ့နေပြီးကွင်းတွေလည်းနှံ့နေပြီးမတွေ့သေးပါဘူးတားရဲ့မောင်းဥပြောက်သွားတဲ့အကြောင်းကိုဒေါ်ကြီးမြကမောင်းနှားတင်ကိုချင်းပြတယ်ပြီးတာနဲ့တားရဲ့တားမောင်းရဲ့အဲ့ဒီလိုသနာစရာကောင်းတော့အောင်အော်ဟဲ့ခေါ်နေပါတယ်မောင်းလာတင်တို့အဖွဲလေလူအုပ်ကြီးနဲ့ရောပြီးလိုက်ချာကြတယ်မောင်းရဲ့နမ်းမြကို တကြောကြောအော်ဟဲပြီးခေါ်ပေးကြတယ်။အဲ့ဒီအချိန်မှာအလန့်အချက်ပေးကလစ်တဲ့ခေါက်တန်းလေးကြောင့်တက်မတော်တက်စိတ်တစ်စိတ်နဲ့ရဲတွေပါ ရောက်လာကြတယ်။ရွာလူကြီးကမောင်းဥပြောင်းသွားတဲ့အကြောင်းစုံကိုချင်းပြပေးမှပြန်သွားကြတယ်။လူကြီးကတော့လက်နဲ့ဓာမီတွေတဝင်းဝင်းမိအုံမိတလစ်လစ်နဲ့တဏျာကနေတဏျာရွေးလျချားပွေ နေကြတယ်။မောင်းဥမောင်းဥဆိုတဲ့အတန်းလေးကလည်းပဝင်းကျင်တစ်ခုလုံးစူးစူးညံ့ညံ့ အုပ်အုပ်ကြကြပြန်လွင်နေပါတယ်ဥမောင်ငွေကြီးကျွန်တော်ဒီမှာပြို့ပြို့ဥမောင်ငွေကျွန်တော်ဒီမှာပြို့ဟာမောင်ဦးအတန်ဟေးခြားကြပါဦးဟဘဲကပြောနေတာတုံးဟုတ်တယ်မောင်ဦးအတန်မမောင်ဦးအတန်ချောင်းထဲမှာရောကွင်းနေတဲ့ရောဘယ်မှမရှားမရတဲ့အစုံလူအုပ်ကရွာတဲ့ပြန်ဝင်လာတယ်ရွာကချောင်းကပမှာညနေချင်းဆိုင်တီးထားတဲ့ရွာတန်းချီရွာလေလမ်းမအတိုင်း ဓမ္မိတွေထို့တကြောကြောဩခေါ်လာကြတယ်။ရွာထိပ်အရောက်မှာတုံ့ပြန်ပြောကြလာတဲ့မောင်ရဲ့အတန်းကိုအားလုံးကြားလိုက်ကြရတယ်။အရက်ချင်းမြနာအနံ့ဓမ္မိတွေထိုးချာကြတယ်။မောင်ရဲ့မင်းဗမာလဲဟဲ့။တားရဲ့တားမောင်ဦး။တားဗမာလဲဥမောင်ငွေဩပြီးမေးတယ်။ဒေါ်ကြီးမြကလည်းငိုတန်းကြီးနဲ့မေးတယ်။လူတွေအားလုံးအတန်းငြိမ့်သွားတယ်။မောင်ဦးဘယ်နေရာကနေပြန်ထုနေတယ်ဆိုတာသိဖို့ ငိမ့်ပြီးနားထောင်နေကြပြန်နေဥမောင်ငွေကျွန်တော်ဒီမှာပြုဒီတခါတော့မောင်းရဲ့အတန်းဘဲကလာတယ်ဆိုတာအားလုံးသိလိုက်ကြရပြီဟာညောင်မင်းကြီးဘောကဟေ့ဓမ္မိနဲ့ထိုးကြည့်ကြပါဟာညောင်မင်းကြီးရဲ့နေရာအနှံ့ဓမ္မိရောင်နေစုပြုံကြားရောက်သွားတယ်ညောင်မင်းကြီးကရွာရဲ့အဓိကရာညောင်မင်းကြီးနေပရိစေတာများသွားကြတဲ့ကတိရှိနေခဲ့တဲ့ညောင်မင်းကြီးပင်စီလုံးပတ်ကြီးက ကိုယ်ပေတခန်းစာလောက်ရှေးပြီးညောင်မုတ်စိတ်တွေညောင်တောင်မြက်တွေကိုင်းပြန်လေးနဲ့အေးအားမှညောင်ပင်ကြီးပါညောင်ပင်ကြီးအောက်မှာကိုင်းပိုင်နေပိုင်နတ်ကုန်းရှိတယ်လဲဝင်လဲထွက်ပူဇော်ပသခြင်းရင်ဒီညောင်ပင်ကြီးစီလာရတယ်ရှင်းပြနာတာနတ်ပြခြင်းလဲဒီညောင်ပင်ပဲตาရည်နာရည်ရက်ရည်ဝါးရည်မှာအရေးပါတဲ့အဓိကရာညောင်ပင်ကြီးဘောကမှမောင်းဦးကဘယ်လိုလုပ်ပြီးရောင်းနေရတာလဲဟောတွေ့ပြီဟိတ်ဟိုမှာဟိတ် ဘမလေးဟဘမလေးအောက်ကခိုင်းနေနဲ့ကွဲနေလို့မမြင်ရတာညောင်မင်းထိပ်ပြားကခိုင်းကြီးပေါ်မှာလေဟာဟုတ်တယ်ဟိမောင်းဦးညောင်ခိုင်းပေါ်မှာငုတ်တို့ကြီးထိုင်နေတယ်လူရရဲ့တယောက်တပေါက်ပြောတန်နေနဲ့စူညာတန်နေပေါ်လို့ရိုက်နေတယ်မောင်းဦးကိုတွေးချီသွားကြပြီးဖြစ်တယ်ဓမ်းမီတွေအားလုံးမောင်းဦးစီကို စုပြုံထိုးထားကြတယ်ကားစီချုပ်ထွေးနေတယ်ခိုင်းခဲခိုင်းလက်တွေကြားကနေညောင်ခိုင်းတခိုင်းပေါ်မှာ မြောက်တကောင်လိုငုတ်တုတ်ထိုင်းနေတဲ့မောင်းကိုတွေးကြရတယ်။မောင်းကိုအဝဲစားတွေကအိရာထဲမှာရှိတုံးငါအတိုင်းစွဲတာအင်းကြီးအပေါ်ကဆက်ကြခင်အဟောင်းကြီးကိုထပ်ဝဲထားတယ်။ဒီနေရာမှာအန်းဩစရာကောင်းတာကမောင်းဥလိုအယိုးပေါ်အေးတင်တနေ့ချွေ တနေ့ငွေလူမမကဘယ်လိုလုပ်ပြီးညောင်းမင်းထိတ်ထိတက်နိုင်ရတာလဲ။လူတွေအမျိုးမျိုးဝေဖန်ပြောဆိုနေကြတယ်။နောက်ပြီးမောင်းဥစောင်းကြောင်ထိုင်းနေတဲ့ညောင်းခိုင်းကလက်မောင်းလုံးတော့ပဲရှိတယ်။ မောင်းကအထိုင်းသားထိုင်းနေတယ်။နားနေတဲ့ငှဲ့တကောင်လိုပဲ။ဘာကိုမှကိုင်မထားဘူး။ကြမ်းသေးတယ်။မောင်းစီကဘာသမ်းမှထွက်မလာတော့ဘူး။မျက်လုံးတွေမှိတ်ထားတယ်။အိပ်ပျော်နေတယ်လို့လို့မေးမျောနေတယ်လို့လို့ဖြစ်နေတယ်။ကဲမောင်းကတော့စိတ်နိုင်မှာမဟုတ်ဘူး။သူ့ကိုအောက်ချကြရမယ်။ဘလို့ချကြမလဲ။လူကြီးတွေတိုင်းမင်းကြတယ်။နောက်တော့ညောင်းကိုင်းတကိုင်းမှာစသည်စင်ကျိုးတက်ကျိုးတစ်ဖက်မှာစောင်းပကက်လုံးမယ်။မောင်းကိုစောင်းပကက်ထဲပွေ့ထည့် စစ်သည့်နယ်အောက်ကိုချဖို့စိတ်ကူးရတယ်။စိတ်ကူးအတိုင်းပဲလှုပ်ဆောင်ကြတယ်။လွဲမဲထင်းပေမဲ့တော်တော်ကြီးကိုခက်ခက်ခဲခဲလှုပ်လိုက်ကြရတယ်။ပထမညောင်မဲသောနတ်နဲ့ကွင်းပိုင်နေပိုင်တွေကိုတောင်းမှန်တိုးချိုးရတယ်။ပြီးမှအားကောင်းမောင်းတန်လူငယ်လူရွယ်၁၄၅လောက်ညောင်မဲပေါ်တက်ကြရတယ်။စစ်သည့်စင်သူကစင်မလွတ်မကင်ဖြစ်နေတဲ့ညောင်ကိုင်းတွေကိုခုတ်ချတဲ့လူကခုတ်ချညောင်ကိုင်းပေါ်ငုတ်တုံမင်းနေတဲ့မောင်းကိုလိတ်ကြမသွားအောင်ထိန်းသူကထိန်းထား စက်တီကျိုးပြဆောင်းပခက်စင်းသူကဆင်းနေတနိုင်းလောက်အချိန်ယူလိုက်ရတယ်အားလုံးအစင်းသင်ဖြစ်ပြီးဆိုမှမောင်းကိုပွေးပြီးဆောင်းပခက်တဲ့အထက်စက်တီကျိုးနဲ့ဖြစ်ပြချင်းအောက်ချယူကြရတယ်ညာကြီးမင်းကြီးဓမ္မယောင်တဝင်းဝင်းတကန့်ခုတ်တန်တထုံးတုံးကိုင်းကျိုးကြတန်တဖြောင်းပြောင်းပြောတန်ဆိုတန်အော်တန်ဟစ်တန်တညာညာနဲ့တပြောတပပွဲတော်ကြီးကျင်းပနေသလိုပဲဒီလိုနဲ့မောင်းအောက်ကိုရောက်လာတယ်သတိကတော့မရသေးဘူး မျောနေမင်းနေတော့မယ်ဆောင်းပခက်ကိုဝလုံးချိုထမ်းပြီးမောင်းကိုအိမ်ပြန်သေးလာကြတယ်မောင်းကိုသူ့အိမ်ရောက်သွားမှ မောင်းလာတဲ့တို့အဖွဲလဲကင်းတဲ့ကိုပြန်လာခဲ့တယ်ထူတာကတော့တော်တော်ထူးဆန်းတဲ့ဖြစ်ပျက်ပဲဗျနော်ဆိုင်ရဲ့သူကအိမ်နေပြီဖြစ်တဲ့ရင်ွေးချမ်းကိုမောတော့ပြီးဥလာတင့်ကိုပြောလိုက်တယ်ထူတာပေါ့ဆိုင်ရဲ့ဆရာရဲ့ထူလို့လဲပြောပြချင်တာပေါ့နောက်တနေ့မှကျွန်တော်ဒေါ်ကြီးများကြီးအိမ်ကိုသွားတယ်မောင်းဦးအကြောင်းနောက်ဆက်တွဲသိချင်း ဆက်သူခြင်းလို့ပေါ့ဗျာဒေါ်ကြီးမြအိမ်ရောက်မှညကဖြစ်တဲ့ပြက်တဲ့သတင်းချက်ချင်းပြန့်နှံ့သွားတာဆိုတာသိလိုက်ရတယ်ဒေါ်ကြီးမြအိမ်မှာရွာလူကြီးတွေရောဇလုံးမျိုးနယ်ကပါတီကောင်းစီ လူကြီးတွေရောရဲတွေရောဆရာဝန်တွေရောဆုံးလို့ပဲဗျရောက်နေကြတယ်ကားတွေဆိုင်ကယ်တွေစပိတ်နေဆိုတာလမ်းပေါ်မှာပြည့်နေတယ်ကျွန်တော်လည်းအတန်းတိုင်းဆုံးရှေ့ကိုရောက်အောင်တိုးပြီးလူကြီးတွေမေးမြန်းပြောဆိုနေကြတာကိုနားထောင်ရတာပေါ့ ဖြစ်ပုံကဒီလိုတဲ့ဗျညကမောင်ဦးတရဲ့အစွဲခံရတာတဲ့မောင်ဦးအိယာထဲမှာမေးတစ်ချက်မျောတစ်ချက်ဖြစ်နေတော့လူကြီးတယောက်အိမ်ပေါ်တက်လာတယ်တဲ့အဲ့ဒီလူကြီးကမောင်ကိုပွေ့ချေးပြီးအောက်ကိုခုံဆင်းသွားတာတဲ့ပြီးတော့ရွာထိပ်ညောင်မင်းကြီးဘော်ကိုခေါ်သွားတယ်မောင်ဦးကမောလိုက်ထားလို့ပြောလိုက်တော့မောင်ဦးရဲ့ဘိုက်ကိုလှမ်းပြီးခြားနဲ့ရပေးတယ်တဲ့တော်တော်ကြအောင်ခြားနဲ့ရပေးပြေးချိန်မှာသူ့ကိုခြားတဲ့လူအုပ်ကြီးညောင်မင်းကြီးနာ ရောက်လာတယ် ဒီတော့မှမောင်းကိုခေါ်လာတဲ့လူကြီးကဟိုမှာမောင်းဝေးတို့အုပ်စုမင်းကိုလိုက်ချာနေကြတယ်ဥမောင်ဝေးကျွန်တော်ဒီမှာရှိတယ်ပြောလိုက်လို့ပြောတယ်ပြောခိုင်းတဲ့အတိုင်းသာပြောလိုက်ရတာမောင်းကိုအနေနဲ့ကတော့အမောင်ထဲမှာဥမောင်ဝေးကိုလည်းမမြင်ဘူးဘဲသူကိုမှလည်းမမြင်ဘူးဘာတမ်းမှလည်းမကြရဘူးတဲ့ဒီအကြောင်းတွေကိုမောင်းကလူကြီးတွေကိုပြောပြနေတယ်မြို့နယ်ကလူကြီးတွေကလည်းယုံရခဲ့မယုံရခဲ့အံ့အားသိနေကြတာပေါ့ သူ့ကိုခေါ်သွားတဲ့လူကြီးရဲ့ပုံမှန်သဏ္ဍာန်ကိုမေးမြန်းကြည့်တော့မောင်းကအမွေတွေအမြင်တွေနဲ့မဟုတ်ဘူးလူကြီးတယောက်ပဲအရက်မြင့်မြင့်တုတ်တုတ်ခိုင်ခိုင်နဲ့နှုတ်ခမ်းမွေးကြီးတွေရှိတယ်ကိုယ်နေစားပြီးတပြစ်ပြစ်နဲ့ထွေးတယ်အဲ့ဒီလိုပြောပြတယ်ဒီလိုပြောပြတော့မောင်းအမေဒေါ်ကြီးမြကဟဲ့အဲ့ဒါဆိုအဲ့ဒါနင်းအဖေပေါ်လို့ပြောတယ်ငငယ်ကလေးကဆုံးသွားတာကြောင့်မောင်းကသူ့အဖေကိုမမှတ်မိဘူး ဒီတော့မှမောင်အသက်အံဖြစ်နေတာကိုသိသွားတဲ့သူ့အဖေကလာခေါ်ပြီးစိတ်ကူပေးတယ်ဆိုတာသဘောပေါက်လိုက်ကြတယ်လူကြီးတွေမေးသမျှကိုဖြေတတ်တဲ့မောင်ကိုကြည့်ပြီးမြို့နယ်ဆရာဝန်ကြီးတွေကတောင်အံ့အားသိနေကြတယ်ဘယ်လို့မှ အသက်မရှင်နိုင်တော့ဘူးလို့သတ်မှတ်ထားတဲ့လူတစ်ယောက်ကလူကောင်းပဂရိပြုံးပြုံးချွင်ချွင် ပြောပြနေတာကိုတရွာလုံးအော်အော်တောင်းတင်းအံ့ဩနေကြတယ်နေသေးမလားညသေးမလားစောင့်နေရတဲ့မောင်ဦး ဖုတ်ထုတ်ရမလို့တောင်ဖြစ်နေတဲ့မောင်ဦးသူရဲ့ဆွဲခရယာပြည့်ကြတဲ့ကလူကောင်းပဂတိဖြစ်သွားတယ်။နောက်နေ့ချက်ချင်းဆိုသလိုယောဂဝေဒနာတွေယူပြတ်သလိုပျောက်သွားတာကိုဗျ။သူရဲ့ဆွဲခံရတယ်ဆိုတဲ့ဇလန်းနေကျွန်တော်တော်တော်များများကြားဖို့ပါတယ်။ဒါပေမဲ့အခုဥလာတင်ပြောပြတဲ့သူရဲ့ဆွဲခံရတဲ့ဖြစ်ပျက်ကတော့အများနဲ့မတူတမူထူကြတဲ့ဇလန်းပါပဲ။ဒီအတွက်ဥလာတင်ကိုကျေးဇူးတင်ပါတယ်။နေပါဦးဗျ။ပြောစရာနဲ့နဲ့ကြားနေသေးတယ်။ ဥမောင်ဝင်းနဲ့ပတ်သက်ထားလေးဟုတ်ကဲ့ပြောပါဦးဥမောင်ဝင်းနဲ့မောင်ရဲ့အဖေကအသက်ချင်းကွာပြီးမဲ့တော်တော်လေးခင်မင်ခဲကြတာတဲ့ဒါကြောင့်မောင်ပြောလို့လိုက်ချတော့တရဲကြီးကဥမောင်ဝင်းကို နမ်းမြတက်ပြီးခေါ်ခိုင်းတာဖြစ်မယ်ဗျဟုတ်တယ်ဒီကိစ္စကရွာမရောတမျိုးနယ်လုံးမရောတော်တော်နဲ့မရက်ဘူးပြောကြတယ်ပြောတိုင်းပြောတိုင်းဥမောင်ဝင်းနမ်းမြကပါနေတယ်ဥမောင်ဝင်းကိုတရဲကတောင်သိတဲ့လူဆိုပြီးနမ်းမဲကြီးသွားခဲ့တယ်ဗျ ဒါလည်းရေစက်တစ်မြို့ပေါ့ဗျာမဟုတ်ဘူးလားမှန်တယ်ပြုဒီလိုနာမည်ကြီးရာကနေဥမောင်ငွေနဲ့ဒေါ်ကြီးများတို့မိသားစုပိုးပြည့်ရင်းနေသွားကြတယ်ရင်းနေရာကနေကျင်းနာကျင်းနာရာကနေတန်ရော့စင်ဖြစ်ဥမောင်ငွေနဲ့မောင်းအမဖူးစာဘက်တွေဖြစ်သွားကြတယ်ဗျဗျာဟုတ်လားစားရည်သူရဲ့အပြန်လမ်းမှာတော့ထူးထူးဆန်းဆန်းတရက်ဆွဲခံရတယ်ဇလုံးထဲကမောင်းရဲ့အဖြစ်နဲ့ထူးထူးခြားခြားဖူးစာဆောင်ခဲ့ကြတယ် ဥမောင်ငွေနဲ့မောင်အမတို့ရဲ့အဖြစ်ကလွှမ်းမိုးလိုက်ပါလိရဲ့ရှိပါတော့တယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အဆုံးထိ နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။